ဟုတ်မျက်ကမှန်တက်တာနဲ့တအားကိုအဲ့လိုအကျွမ်းနဝင်ဖြစ်သွားတော့လေအပြင်ဆိုရင်မျက်ကမှန်လေးပဲရှုပ်ဆိုကောက်တက်လိုက်တာပေါ့နော်မျက်ကမှန်ကြောင့်ငငယ်လေးကတက်လာခဲ့ရဆိုကိုကအမြဲတမ်းအဲ့လိုမျိုးဟိုအပြင်သွားကန်နေတည်ရမလား accessories လေးကောက်တက်လိုက်သလိုပဲကိုကိုတက်ကမျက်ကမှန်တက်တာအရန်လွယ်ကူတော့လေအဲ့ဒါပဲတက်လိုက်တာပေါ့ဟိုကတော့တခိုင်းဆိုင်ကားမောင်းတော့လေမျက်မှန်ဆိုလို့ရှိရင်အဲ့လိုအငွေပြန်သွားတော့အငွေရိုက်သွားတာတော့အဲ့လိုမျိုးလေးရှိရောညမ်းမဲ့သိမ့်မတက်ဖြစ်တာပဲ။ဒါဆို power plus power နည်းနည်းများတယ်။ 200လောက်ရှိဟုတ်တယ်ဒီ Canon ဘောနော်ဒီ40 series series အသစ်လေးကို launch လုပ်တဲ့ပွဲလေးဆိုတော့ဒီဖုန်းလေးကအခုစမ်းသုံးကြည့်နေတာဗောနော်ဒီထဲမှာပါတဲ့ AI features တွေကတော်တော်လေးကိုအသုံးဝင်တယ် AI feature เสียจะบ่รู้ผิดตัวแล้วสอกูอะลุกิษาเนี่ยอํานปีว่าล่ะบ่เนาะตะคู่คู่ส่วนอะไรမျိုးกูอ่ะตะฉิ่งลง edit ลงไปแล้วจ่าณีเสียไม่รู้တော့บ่กูนี่จ่าတော့อะไรမျိုးฎับบုံย้ายตาวาทนาปาเลยสอบ่รู้เว้ยผิดไม่ผิดไม่เนี่ยแหละ shooting มาย้ายเนี่ยสออะกูโหลโฟนเอ่อ feature AI feature เสียเนี่ยจ่าတော့เอ่อปู่เนี่ยเมียนๆซันๆปีตัวล่ะบ่เนาะ shooting မှာဆိုလို့ရှိရင်တခါလေကျရင်အဲ့လိုမျိုး shooting background နေရာလဲအဲ့လိုမျိုးအစုံလေးနေရာအစုံရိုက်တာဆိုတော့အနောက်မှာဆိုတော့အဲ့လိုမျိုးခါကျရင်ရေဘူးတွေလည်းရှိနေရဲ့ mic stand mic stand မို့ဒီ reflector တွေလည်းရှိနေအဲ့လိုအစုံပေါ့နော်ပစ္စည်းတွေရှိနေရဲ့ဆိုတော့ကောင်းရလိုက်ပြီလို့ရှိရင်အဲ့ဒါတွေကိုကွာရှင်းနေကြမလို့ဘလို့ဖြန့်မှလည်းမသိဘူးလေဘလို့ edit လုပ်မှလည်းမသိဆိုတော့အခုဒီလို features လေးကြတော့ဒီမှာကြတော့ AI extender ဆိုပြီးတော့ပါတယ်ဒီ features အစ်စ်က အဲ့ဒါလေးကတော့ဘယ်လိုလဲဆိုတော့အဲ့အနောက်ကရှိရတဲ့ဟာလေးကိုအမိုက်လေးတဲ့ရိုက်လေးရှိရတဲ့ဟာလေးဆိုတော့သူကရှင်းပေးလိုက်တယ်ပေါ့နော်အဲ့ဒါဆိုကိုကမြင်မြင်စင်တင်လို့ရတယ်ဆိုတော့အလုတ်ပြီးသွားတာပေါ့နော် စုကတော့လေဖုန်းကိုမမတ်ရဖုန်းအမတ်တရဆိုလို့ရှိရင်ဟိုကမမေကစုံနဲ့သမီးတရပေါ့နော်ခုနှစ်တန်းလောက်တည်းကဖုန်းကိုအဲ့လိုစပြီးတော့ဝယ်ပေးရစပြီးတော့ဝယ်ပေးရဆိုအဲ့ကလေးကတော့ဖုန်းကိုစပြီးတော့တုံးတာပေါ့နော်ဒါပေမဲ့ကိုကဟိုကလေစလဲလုတ်တယ်မှပါတယ်ပြီးတော့ညံ့မှန်တက်ရတယ်ပုံမှန်ဆိုရင်လည်းဆိုတာညံ့မှန်တက်ရတယ်မှပါတယ်ဆိုတော့မျက်စိကနည်းနည်းပုံမှန်ထက်ကိုအားစိတ်ရတယ်ပေါ့ဆိုတော့ screen time ကတော့ကိုယ့်ကိုယ်ကိုနည်းနည်း manage လုပ်တယ်အရင်ကြီးတော့မကြည့်ဘူးပေါ့နော်ငငယ်တော့ကလေအဲ့လိုဟိုက ် TV တွေပါကြည့်အဲ့လို screen တွေပါအရင်ကြည့်ဆောက်လဲအရင်လို့ဆိုမြတ်မျက်စီတွေပါအဲ့လိုနာတက်တာပေါ့နော်အဲ့လိုမျိုး migraine တွေပါအဲ့လိုဖြစ်တတ်တော့ဖုန်းဆိုရင်တော့သူကလည်းသူ manage လေးတော့လုပ်ပြီးတော့ကြည့်ရဲတစ်ချိန်လုံးတော့မကြည့်ဘူးဟုတ်လားတော့ခုမျက်မှန်တက်ပြီလားမျက်မှန်ငငယ်လေးရက်တက်လားအမတော့မသိဘူးဆိုတာနဲ့ဆိုတာအဲ့ contact lens နဲ့တက်လိုက်မျက်မှန်အိမ်မှာတက်အဲ့လိုမျိုးလေးဆိုတော့လည်းမသိရဟုတ် မဟုတ်မျက်ကမှန်တက်တာနဲ့တအားကိုအဲ့လိုအကျွမ်းနေဖြစ်သွားတော့လေအပြင်ဆိုရင်မျက်ကမှန်လေးပဲရှုပ်ဆိုကောက်တက်လိုက်တာပေါ့နော်မျက်ကမှန်ကြောင့်ငငယ်ရဲ့တက်လာခဲ့တာဆိုတော့ကိုကအငြင်းအဲ့လိုမျိုးဟိုအပြင်သွားကန်နေသိရမလား accessories လေးကောက်တက်လိုက်သလိုပဲကိုကိုတက်ကမျက်ကမှန်တက်တာအရန်လွယ်ကူတော့လေအဲ့ဒါပဲတက်လိုက်တာပေါ့ဟိုအဲ့တော့တခိုင်းဆိုင်ကားမောင်းတော့လေမျက်မှန်ဆိုလို့ရှိရင်အဲ့လိုအငွေပြန်သွားတော့အငွေရိုက်သွားတာတော့အဲ့လိုမျိုးလေးရှိရောမျက်မှန်သိမ့်မတက်ဖြစ်တာ။ဒါဆိုပါဝါဘယ်လောက်ရှိ?ပါဝါနည်းနည်းများတယ်။ နှစ်ရလောက်ရှိငငယ်တွေကတက်လာဆိုတော့အကျွမ်းတွင်ဖြစ်နေတယ်အဲကြောင့်မလို့ငငယ်တွေကဖုန်းစတုံးကလေးကဖုန်းကိုတော့နည်းနည်းတော့ဟို manage လုပ်ပြီးတော့တောင်းတယ်အရင်ကြီးတနေ့ကဖုန်းသုံးတဲ့တည်းမှာတော့မပါဘူးပေါ့နော်ဟုတ်အဲ့တော့ကအဲ့လိုကိုင်းတဲ့စိတ်ပါမီးတွေပါထိုးလာကြတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီဟာကျတော့အဲ့လိုမျိုးမီးကိုတိုင်းရိုက်ကြည့်ရင်တော့မခံဘူးဒါပေမဲ့ အလီရကတော့တို့ဓာတ်ရိုက်မထိုးဘဲနဲ့တို့ဘေးကနေရှန်ထိုးတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ရပါတယ်ဟိုလိုမျိုးခါကြတဲ့ကားမောင်းတဲ့ခါကြရင်တခြားကား headlight ကြီးကိုတိုင်းထိုးတိုင်းတော်မျက်စိစူးတယ်အခုနောက်ပိုင်းအသက်ရရလာလို့လားမသိပိုစူးလာတယ်လို့ပဲဟုတ်ငါဆိုတော့ကားကိုယ်တိုင်မောင်းတာတော့များပါတယ်ဟိုကလေအဲ့လိုပဲပေါ့နော်ဒီလိုကားကျတော့သူ့လမ်းနဲ့သူသွားတာ哦ဒီလို date ကြီး ပြင်လိုက်တော့ dead ကြီးဆိုရင်တော့ headlight ထိုးလိုက်တယ်ဆိုတော့မျက်စိတအားပြက်မှာပေါ့နော်။ခုကကျတော့ဖိုဘက်လန်သူ့လန်သူသွားကိုလန်ကိုသွားတဲ့ခါမျိုးကျတော့တအားကြီးတော့အဲ့လိုဓာတ်ရိုက်ကြီးတော့မစူးနေပေါ့နော်။ဆိုတော့အဲ့လိုမျိုးကျတော့မောင်းရတာမစူးနေပါဘူး။အဲ့နဆိုအဲ့လိုမျိုးပေါ့နော်အဲ့လို carrot juice တွေပါလေတောက်တယ်ပေါ့နော် carrot juice လေးအဲ့လိုမျိုး carrot တဲ့ကို ginger နည်းနည်းထည့်တယ်အဲ့လို apple ပန်းသီးနည်းနည်းထည့်တယ်အဲ့လိုမျိုး juice တွေကိုတော့တောက်ဖြစ်တယ်မျက်စိအားဖြစ်စေတဲ့ဟာလေးပေါ့နော်ပြီးတော့အဲ့လိုဖုန်းကိုတစ်ချိန်လုံးအဲ့လို site ကြည့်ရတော့ပါလို့ဆိုရင်တိတ်အဆင် မကြည့်ဖြစ်ဘူးပေါ့နော်အဲဒါကြောင့်မလို့ခုနောက်ပိုင်းကလည်းဆိုတော့ငငယ်တုန်းက73နှစ်လောက်တုန်းကဆိုဖုန်းစသုံးတုန်းကဆိုရင် screen ရှိရဖုန်းတော့မပေါ်သေးဘူးလေအဲ့လိုမျိုးဖုန်းလေးဆိုဒီ keypad လေးပဲရှိရလေအဲ့ဒီတုန်းကဆိုရင်အဲ့ဒီတုန်းကတော့တိတ်မကြည့်ဖြစ်ဘူးလေလို့အချိန်လုံးစိုက်မကြည့်စာတောင်တိတ်တောင် message ပို့တာတော့မရှိသေးဘူးထင်တယ်အဲ့ဒီတော့လွန်ခဲ့တဲ့15နှစ်လောက် 15နှစ်18နှစ်လောက်ဆိုတော့မရှိသေးဘူးလို့ဆိုတော့ပြင် internet လည်းမရှိသေးဘူးဖုန်းကလုံးဝဆက်ဖို့ပဲဆိုတော့အခုမှသာလုံးဝ kit တွေ internet တွေရှိလာတယ်ဖုန်းက screen ကြီးလာပြီးတော့ဖုန်းနဲ့အကုန်လုံးလုံးလို့ရလာတဲ့အပြင် AI kit ဖြစ်လာတော့အခုဖုန်းက AI features တွေပါလာတော့အယမ်းမြန်တာပေါ့နော်ချွတ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 ်ဆိုပြီးတော့အဲတခုခုဆိုရွှေ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 တက်သွားတင်လိုက်လို့ရတယ်ပေါ့နော် ကားရိုက်စကားရိုက်တဲ့မီးထိုးတာတော့ဟိုဟာ use တူတော်တော်ဖြစ်သွားပြီပေါ့နော်ဘာလို့ဆိုတော့တော်တော်လဲကြာပြီဆိုတော့လေဘေးကနေထိုးတဲ့ဟာမျိုးကြတော့ကိုကခဏရင်ရှိသွားပြီအမြဲတမ်းထိုးမီးထိုးခံနေရတဲ့ခါကျတော့ကိုတော့ကအဲ့လိုအရင်ကြီးတော့ဖြစ်တော့အကူကလည်းဒီမျက်စိပါဝါနည်းတယ်အခုမှစပြီးတော့ အဲဒီတိရစ္ဆာန်ကိုစားလို့တယ်ဆိုရင်တော့အဲ့မီးကိုခံနိုင်ခြင်းမခံနိုင်ပါဘောเนาะကိုကြတော့အဲ့မီးเนี่ยမီးရဲ့လို့အထိုးခံလာရတာကြတော့ဟိုဟာနှစ်ချီနေပြီဆိုတော့ဆယ်စုနှစ်တခုတော့ဖြစ်နေပြီဆိုတော့လေခံနိုင်ရရှိသွားပါတယ်ဟုတ်ကယူတော့စိုက်ဖြစ်ပါတယ်ဟိုလိုမျိုးကိုကမျက်စိကြတော့အများနဲ့ကိုကအုံပြုနေတာဆိုတော့လေတိတိရပါပဲဥမာတခုခုအဲ့လိုမျက်ကြောတွေကြိုက်လာပြီသူအားနေလာပြီဆိုရင်စိုင်းနေပြပါ ့ဒီမြက်ကြောတွေကြိုက်တာတို့ခိုင်ကြိုက်နည်းနည်းလေးပါဝါ changes ဖြစ်သွားရဲဆိုဝါလာတာမျိုးတို့အဲ့လိုမျိုးလေးဆိုတော့ကိုယ်တတိထားလိုက်တယ်သူ့အာခိစင်မဲဟာလေးဥမာကိုကအစားတောက်နဲ့အာခိလို့မရလို့ရှိရင် မနိုင်တော့ဘူးဆိုရင်အဲ့လိုစီးပါနည်းနည်းတောက်ပေးရတာပေါ့အဲ့လိုမျိုးကြတော့စီကန်းသွားပြီးတော့မှဒီမျက်စိဆရာဝန်မျက်စိကန်းပြပြီးတော့မှအဲ့လိုမျိုးလေးပါပါဝါ change တင်လဲ change တာပေါ့နော်အဲ့လိုလေးတော့လုပ်ရတာဟုတ် တကြံအစီအစဉ်ကအခုနှစ်ခုသုံးခုဖြစ်နေရောလေဟိုဘယ်တစ်ခုလုံးဖြစ်မလဲတော့မသိဘူးပေါ့နော်အစီအစဉ်လေးကတော့အဲ့လိုအဲနှစ်ခုသုံးခုတော့စဉ်းစားထားရတယ်ဟုတ်ဟုတ်တယ်လေတရားစကားဝင်ကြတာတွေပါရှိတာဟုတ်တယ်အဲ့လိုမျိုးလေးလဲဟုတ်တယ်အစီအစဉ်လေးကနှစ်ခုသုံးခုဆိုတော့ကိုအားမဲ့အချိန်လေးနဲ့အချိန်ရမဲ့အချိန်လေးနဲ့အဲ့လိုမျိုးပေါ့နော်ဘာလေးလုပ်ဖြစ်မလဲတော့မသိသေးရှင်ဟုတ်ကဲ့